မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိန်းသိမ်းထားတဲ့ PDF 9ဦးကို TNLE ပြန်လွှတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းကော့ခိုင်မြို့နယ်မန်တုံမြို့တွင်ယခုသတင်းပတ်တွင် TNLE မှခေါ်ယူထိန်းသိမ်းခဲ့သည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF 9ဦးကိုပြန်လွှတ်ပေးလိုက်ပြီးဟုယနေ့မတ်လ22ရက်နေ့တွင် TNLE ပြောခွင့်ရသူလွှေးရည်ဦးကပြောပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းသို့လာရောက်သည့်သကိုင်းတိုင်းမှ PDF တပ်ဖွဲ့ဝင်ခွနဲ့ဦးကိုတအောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကထိန်းသိမ်းခဲ့ပြီးနောက်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီးပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟုဆိုပါတယ်။လက်ရှိဒီအခြေအနေကတော့ပြည်လေသွားပြီဖြစ်ပါတယ်။ဆွေးနွေးမှုပြည်လေသွားချိန်မှာသူတို့ကိုပြန်လွှတ်ပေးတာဖြစ်ပါတယ်ဟုလွှေးရီဦးကပြောပါတယ်။ ၎င်းတို့အနေဖြင့်နေမြေဒေသတည်ငြိမ်ရေးအတွက်ကြားဝင်၍ခိတထိမ့်သိမ်းခဲ့ခြင်းသာဖြစ်သည်ဟုဆိုသည်ပြည်စင်မှာပြီးခဲ့သည့်မတ်လ16ရက်နေ့ညနေ3နာရီအချိန်ခန့်ကကုတ်ခိုင်မြို့အောင်ချမ်းသာထမင်းဆိုင်၌ထမင်းစားနေသည့်ဇကိုင်းတိုင်းမှလာရောက်သော PDF တပ်ဖွဲ့ဝင်ခွနဲ့ဦးကို TNLA တပ်ဖွဲ့ဝင်များကဆိုင်အတွင်ဝင်ရောက်ဖမ်းဆီးသွားခဲ့ပါသည် ဖမ်းဆီးထိန်းသိမ်းစဉ်တိုင်း PDF တပ်ဖွဲ့ဝင်များတွင်လက်နက်ခဲယံများနှင့်ငွေကြက်3800ဆက်သွယ်ရေးပစ္စည်းများလည်းပါဝင်နေကြောင်းကုတ်ခိုင်အခြေဆိုင်တရင်ရင့်မြချမ်းမှသိရပါသည်မလ18ရက်တွင်ပြန်လည်ပေးခဲ့တော်လဲအဆိုပါ PDF များသည့်မလ20ရက်တွင်မန်တုံမျိုးတို့ရောက်ရှိနေစဉ် TNL တပ်ဖွဲ့ဝင်အချို့ကထပ်မံဖမ်းဆီးခဲ့သည်ဟုဖြစ်စဉ်ကိုသိရှိထားသည်ဆိုသောသတင်းရင်းမြစ်ကပြောပါရယ် ။နောက်ဆုံးခြေနေကို TNL ထံသတင်းဌာနမှဆက်သွယ်မိမြန်ရာယနေ့ပြန်လည်ပေးလိုက်ခြင်းဖြစ်သည်ဟုလွှေးရီဦးကဆိုပါရယ်။သကိုင်းတိုင်းမှာတော်လန်ရေးသတင်းရင်းမြစ်အချို့ဤပြောဆိုချက်အရရှမ်းပြည်နယ်မြောက်ပိုင်းတွင်ယခုကဲ့သို့ဖြစ်စဉ်အချို့ရခင်ကလည်းဖြစ်ပွားခဲ့ဘူးသည်ဟုသိရပါရယ်။ တိုင်းသားတော်လှန်ရေးတပ်ဖွဲ့များဤထိန်းချုပ်ဒေသအတွင်းလှုပ်ထုံလှုံနီးများကိုကြော်လွန်လှုပ်ဆောင်မိပါကခိတထိန်းသိမ်းခံရခြင်းများရှိတတ်ကညီနိုင်ဆွေးနွေးမှုများပြုလုပ်ပြီးနောက်ပြန်လည်လွတ်မြောက်လာလေးရှိသည်ဟုဆိုပါတယ်လှုပ်ထုံလှုံနီးတွေကိုကြော်လွန်ပြီးသွားလုံမိရင်တော့သူတို့ကခိတခဏထိန်းသိမ်းတာတော့ရှိပါတယ်ပြန်မလွတ်တာတို့အချင်းချလိုက်တာတို့အပီးပြက်ဖန်းခေါ်လိုက်တာတို့တော့မလုပ်ပါဘူးဗျာပြီးရင်မဟာမိတ်ဆက်ဆံရေးအရာပြန်လွတ်ပါတယ်ဟုသကိုင်းတိုင်းတော်လှန်ရေးသတင်းရင်းမြစ်တရက်ကသတင်းဌာနသို့ပြောပါတယ် TNL သည်2020ခုစစ်စစ်ရေးအပိုင်းတင်းနှင့်နေ့အတွင်ရှမ်းပြည်နယ်မြောက်ပိုင်းမှနန်းဆန်း၊မန်တုံ၊နန့်ခမ်း၊ကုတ်ခိုင်၊နမတူ၊မိုင်းငော၊မိုင်းလုံ၊ကြောင်မင်း၊နောင်ချိုမိုးမိန်နှင့်တီဘောမြို့နယ်မန္တလေးတိုင်းမှမိုးကုတ်မြို့နယ်တို့ကိုသိမ်းယူထားသည်အဆိုပါမြို့သိမ်းတိုက်ပွဲများတွင်အညာဒေသမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်းပါဝင်တိုက်ခိုက်ခဲ့ကြပြီးတိုက်ပွဲများအတွင်အကြအဆုံးများရှိခဲ့ကြ။သခိုင်းတိုင်းတော်လှန်ရေးတရင်ရေးမြစ်များထပ်မံတည်ရပါသည်။ဆလပီ ရေးမျိုးနဲ့ပြည်တော်စုလမ်းမကြီးပေါ်ရှိစစ်တပ်စခန်းကုန်းကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား3ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မွန်ပြည်နယ်ရေးမျိုးနဲ့ပြည်တော်စုလမ်းမကြီးပေါ်ရှိအကြမ်းဖက်စစ်တပ်စခန်းကုန်းကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့ကြောင်းရေးပြောက်ကြားတမှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်။မတ်လ18ရက်နေ့တွင် ရေးမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာ33နယ်မြေအတွင်းရှိအမတ်ရှိပြည်တော်စုလမ်း လမ်းမကြီးကွန်ကြိုက်ကြီးရွာအနီးတွင်တက်ဆွဲထားသောအချမ်းဖတ်စစ်တပ်၏စခန်းကုန်းကိုတော်လန်ရေးတပ်ဖွဲ့များကလက်နက်ကြီးများဖြင့်၆ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ယင်းတိုက်ခိုက်မှုအတွင်လက်နက်ကြီးကြီးများသည်အချမ်းဖတ်စစ်ကောင်စီတပ်သားများရှိရာနေရာကိုကြားရောက်ပေါက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်သား၃ဦးသေဆုံးကတက်ကြွကြီးတအူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ အဆိုပါတိုက်ခိုက်မှုကိုဒေါနာတရင်ဒေါနာစစ်ကြောင်းနှင့်ရေးပြောက်ကြားတဲ့ YGF နှင့်ပူပေါင်းမဟာမိတ်များဖြစ်သောရမညစစ်ကြောင်းနှင့် KNLA တရင်29တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးရဲဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်ဆလဘီဟာခါမျိုးတွေစစ်ကောင်စီတပ်ကဖုံးလိုက်များဖြတ်တောက်ထားပြီးစစ်ရေးပြင်ဆင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ချင်းပြည်နယ်ဟာခါမြို့တွင်ဆက်သွယ်ရေးဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ထားပြီးစစ်ကောင်စီတပ်ကတပ်တွင်းစီရေးပြင်ဆင်မှုများဆောင်ရွက်နေကြောင်းဒေသခံစီရေးတရင်ရင်းမြစ်ထံကသိရပါသည်။ MBD နဲ့အတန်စင်းကနှမျိုးအသုံးပြုရရသည့်ဟာခါမျိုးတွေမလ18ရက်နေ့မှာစ၍ဆက်သွယ်ရေးလိုင်းများကိုဖြတ်တောက်ထားပြီးစစ်ကောင်စီတပ်ကစီရေးပြင်ဆင်နေခြင်းဖြစ်ပါတယ်။စစ်ကြောင်းထိုးဖို့ဖြစ်နိုင်တဲ့အထူးသဖြင့်ရွာအနီးနားဝင်းကျင်တွေမှာစစ်ကြောင်းထိုးဖို့ဖြစ်နိုင်တဲ့ ါမှမဟုတ်ရင်ဖလန်းနဲ့ထန်တလန်ဘတ်စစ်ကူပို့ဖို့လားအဲ့ဒါပဲရှိတယ်တဲ့ထဲမှာစီရီတော့ပြင်ဆင်နေကြတယ်ဟူဟာခာဒီတာကစီရီသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောပါရယ် ်ယခုနှစ်2025တွင်ဟာခါမျိုးတွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲပြီးခဲ့သည့်ဖေဖော်ဝါရီလ23ရက်နေ့ကဟာခါမျိုးနှင့်ဟေတရွာကိုစစ်ကောင်စီမှလေကြောင်းပုံးကျဲတိုက်ခိုက်၍ကလေးနှုတ်အပါအဝင်5ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်ယခုကဲ့သို့ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ထားသည့်အတွက်စီးပွားရေးလူမှုရေးစသည့်ကိစ္စရပ်များဆောင်ရွက်ရာတွင်ဒေသခံပြည်သူများအနေဖြင့်အခက်ကြုံတွေ့နေရပါသည်အခြားဒေသတွေမှာရောက်နေတဲ့မိသားစုဝင်တွေနဲ့ကျန်းမာရေးဖြစ်ဖြစ်အခြားအထွေထွေကိစ္စတွေဖြစ်ဖြစ်အဆက်အသွယ်လုပ်တဲ့အခါ တော်လေးဒုက္ခရောက်တယ်တခါတလေအရေးကြီးကိစ္စတွေဖုန်းနဲ့ဆက်သွယ်ရတာတွေရှိတယ်ပြီးတော့ KB ဝေငွေလဲငွေထုတ်တဲ့အခါမျိုးမှာလည်းအင်တာနက်မရရင်ဘာမှလုပ်လို့မရဘူးဟုဟာကာဒီတာကန်အမျိုးသားတအုပ်ကသတင်းဌာနသို့ပြောဆိုပါတယ်ဟာခါမျိုးသည်ချင်းပြည်နယ်တွင်ရှိမြို့နယ်ကိုမြို့နယ်တွင်ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းရရှိသည့်တခုတည်းသောမြို့ဖြစ်ပြီးစစ်ကောင်စီတပ်ထိန်းချုပ်ထားသည့်မြို့လေးဖြစ်ပါသည် ဆက်လက်ပြီးမြင်းချံမှာစစ်တင်နှန်းပေးနေတဲ့အမျိုးသမီးနဲ့တင်နှန်းသားတစ်တွေအတွက်စစ်အုပ်စုနဲ့ပြူတွေအလူခန့်နေရွာစင်ပတ်မွေတမားတိုက်စီနင်းလူရက်နေတဲ့စစ်အုပ်စုနဲ့ပြူတွေကအမျိုးသမီးတွေကိုပထမဆုံးအကြိမ်စစ်တင်နှန်းပေးနေတာဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ မန္တလေးတိုင်းမြင်းချံမြို့ပေါ်မှာစစ်အုပ်စုနဲ့တီတာယူမွန်ဦးဆောင်တဲ့ပြူစောတိအဖွဲ့တွေကအမျိုးသမီးတွေကိုစစ်တင်နှန်းစပေးနေပြီဖြစ်တယ်လို့အဲဒီလိုစစ်တင်နှန်းပေးနေတဲ့အမျိုးသမီးတင်နှန်းသားတွေအတွက်ယူနီဖောင်းဝတ်စုံဖို့နဲ့အထွေထွေအသုံးစရိတ်အတွက်အလူခံနေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။မြင်းချံမြို့ပေါ်မှာစစ်အုပ်စုကအမျိုးသမီးအယောက်20ကိုပထမအကြိမ်အဖြစ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကစတင်စစ်တင်နှန်းပေးနေတာဖြစ်တယ်လို့တင်နှန်းသားတွေအတွက်ပါအလူခံနေတာဖြစ်တယ်လို့မြင်းချံဒေသခံသတင်းရင်းမြစ် မြင့်တွေကဆိုပါရယ်အမျိုးသမီးတွေကိုပါတင်နန်းပေးနေတာကအရင်တုန်းကမကြဘူးဘူးဗျာအလူခံနေဆိုတာကလည်းလှုပ်ရှားနေကြတာပါသူတို့ကပြည်သူတွေစီကနေအမြဲလိုလိုနီလန်းမျိုးစုံနဲ့ငွေညစ်စားနေကြတာလေ စင်တင်မှာပြူစောတီကောင်းဆောင်တီတာယူမွန်ဆိုရင်အခုဆိုတတိဖြစ်နေပြီမြေကွက်တွေဆိုမနေဘူးနောက်ပြီးအလူခံပြီးတော့ပြည်သူတွေကသူတို့ကိုအားပေးနေတယ်လူတန်းပါတယ်ဆိုတဲ့သူတို့အချင်းချင်းတွေကပဲပြန်လူပြီးတော့ဝါဒဖြန့်နေတာပေါ့တကယ်တမ်းကစကစစစ်အုပ်စုကလက်နက်ခဲယမ်းတွေကအစအပြည့်စုံထုတ်ပေးထားတယ်လို့ညင်းချန်ဒေသခံတရင်ရင်မြက်က MFP ကိုပြောပါတယ် တီရာယုမုံဦးဆောင်တဲ့စစ်အုပ်စုနဲ့ပြူစောထီတွေကအမျိုးသမီးတွေကိုတင်တန်းပေးပြီးနောက်မြို့ပေါ်မှာကင်းဆောင်ခိုင်းတာနဲ့နောက်တန်းမှာတာဝန်ထမ်းခိုင်းတာတွေလုပ်ခိုင်းနိုင်တယ်လို့လည်းသူကဆိုပါတယ်တတိယအကြိမ်ပြည်သူစစ်တင်တန်းကိုဒေါ်တီရာယုမုံဦးဆောင်ဖွက်လွှတ်သွားမှာဖြစ်ပြီးအမျိုးသား30ဦးနဲ့အမျိုးသမီး20ဦးပါဝင်မှာဖြစ်တယ်လို့အမျိုးသမီးပြည်သူစစ်တွေကတက်စိတ်နှစ်စိတ်စာအဖြစ်ပထမဆုံးအကြိမ်ပါဝင်လာခဲ့တာဖြစ်ကြောင်းအဲ့ဒီပြည်သူစစ်တွေနဲ့တင်တန်းသားတွေအတွက်ယူနီဖောင်းဝတ်စုံဖို့နဲ့အထွေထွေအသုံးစရိတ် ီအတွက်ခွေဘေးနံပါတ်ကတဆင့်လူဒန်းနိုင်တယ်လို့မြင်းချံမျိုးပေါ်မှာအမျိုးသမီးတွေအပါအဝင်စစ်တင်နှန်းပေးနေတာနဲ့ပတ်သက်ပြီးစစ်အုပ်စုဘက်ကပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကဝါဒဖြန့်ထားပါတယ် ။စေအုပ်စုနဲ့တီရာယုမွန်ဦးဆောင်တဲ့ပြူစောတိအဖွဲ့တွေဟာမြင်းချမ်း၊နှထိုးကြီးနဲ့တောင်တာမျိုးနယ်တွေထဲမှာရွာစဉ်ပတ်မွေ၊လူသက်၊လူရဲမိရှို့တာလမ်းမပေါ်မှာဂိတ်ဖွင့်ပြီးခရီးသွားပြည်သူတွေစီကနေရွှေငွေစတဲ့တံမိုးကြီးပစ္စည်းတွေကိုဓမြတိုက်လူရက်တာတွေမကြခဏလှုပ်ဆောင်နေတာဖြစ်တယ်လို့ဒေသခံတွေနဲ့တော်လန်ရေးသတင်းရင်းမြစ်တွေကပြောဆိုထားကြပါတယ်။ ဆက်လက်ပြီးအေဝရီတိုင်းအတွင်တိုက်ပွဲဆက်ပြင်းထန်နေပြီးစစ်ဘေးရှောင်များအားစစ်ကောင်စီတားမြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အေယာဝတီတိုင်းရှိရေကြီးငတိုင်းကျောင်းနယ်လေးမျက်နှာမျိုးနဲ့ထိဆက်နေမြများတွင်တိုက်ပွဲဆက်ပြင်းထန်နေပြီးစစ်ဘေးရှောင်များအားစစ်ကောင်စီကတားမြစ်မှုများရှိနေကြောင်းသတင်းရရှိပါရယ်။အရက်ကတက်တော်အေအေနဲ့ပူပေါင်းတပ်များကမက်လာ15ရက်နေ့ကစာရွေးရေကြီးမျိုးနယ်မြောက်စန်းကြီးရွာအခြေဆိုင်အမှတ်344အမြောက်တပ်အာမတ344နှင့် ပါပေါင်းမြို့နယ်ရှိအမှတ်308ချင်းမြန်တရဲခမရ308ကိုဥတီ၍စီရေးဖော်ဆောင်မှုအရှိန်မြင့်တင်လိုက်ပြီးနောက်ဒေတာတွေ၌တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်ပါသည်။စစ်ကောင်စီကမက်လ18ရက်မှစ၍လေးချောင်းအုံပြုတိုက်ခိုက်ခဲ့ပါသည်။စစ်ဘေးရှောင်တွေကတနိုင်တပိုင်းတည်ပြီးထွက်လာကြရတာဟင်းတရာအထောင်းယုံတလင်းကွင်းကောင်းမြို့အဝင်ဂိတ်တွေမှာစစ်သားတွေနဲ့ရဲတွေကအသေးအလဲစစ်ပြီးပြန်လွှတ်နေတာတချို့ဆိုလမ်းမေးတွေမှာထိုင်နေရတယ်။ရခိုင်မှတ်ပုံတွေကိုပိုစစ်တဲ့ဟု လေးမျက်နှာမျိုးကန်တအူးကပြောပါရယ်တိုက်ပွဲမှာရေကြီးမြို့နယ်အတွင်းရှိကြားကైဆက်ဆက်ယို တက်ကူကြီးကြီးရွာလေးမျက်နှာမျိုးနယ်တွင်ဝက်ကုံးရွာချင်းလေရွာပတ်ဝန်းကျင်၌ဖြစ်နေသည်အဆိုပါနေရာများသည့်ရေကြီးမျိုးမြောက်ဆန်းရွာအခြေဆိုင်အာမတ344နှင့်လဲမိုင်နေငယ်သာကွာဝေးသည်မလာ၁၈ရက်ညကဝက်ကုံးကျေးရွာအနီးသို့စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ခဲ့သည်။လေးမျက်နှာငဝံမြစ်ကူးတရားကိုစစ်တပ်ဘက်ကပိတ်ထားတယ်။နောက်ပြီးဖုံးလိုင်းတွေလည်းဖြတ်ထားတယ်။ဒီရက်ထဲမှာဖုံးဆက်သွယ်ရေးတော်တော်ခက်လာတယ်ဟုဟင်္ဒရာမြို့ကန်တအူးကပြောပါရတယ်။ စစ်ကောင်စီတပ်သည်တိုက်ပွဲဖြစ်ပွားသည့်ဒေသများသို့ဟင်သက်တာတလုတ်ထော်လမ်းပိုင်းအုံပြူ၍အမိုးအုပ်ထားသည့်စစ်ကောင်စီကားများဖြင့်သွာလာနေပြီးလမ်းသွာလမ်းလာများချင်းချောက်မှုများရှိနေသည်ဟုသတင်းရရှိပါသည်လက်ရှိဒေတာတွင်စည်ရေးအခြေအနေအရဒေတာကံပြည်သူများတတိထားသွားလာကြရန်ရေကြီးမျိုးနယ်ပြည်သူ့ကော်ဝေးရေးအဖွဲ့ကထုတ်ပြန်ထားပါသည်။အေယာဝတီတိုင်းအတွင်းတိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်ကြောင်းကော်ဝေးရေးတပ်ဖွဲ့များကလူမှုကွန်ရက်မှတစ်ဆင့်တတိပေးနေကြပါသည်။ ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။